မင်္ဂလာပါရှင်အော်တိုဘားလ12ရက်နေ့ညနေပိုင်းရရှိထားတဲ့မိုးလေဝသအခြေအနေတွေကိုကျမရွေးရတဲ့ကနေတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်ဒီကနေ့ညနေပိုင်းရရှိထားတဲ့ပုံကြည့်ရဲ့အခါမှာတော့မင်္ဂလာပင်လယ်အောင်ညပိုင်းနဲ့အလဲပိုင်းမှာတိမ်အသင့်တင့်ဖြစ်တော်နေပါတယ်။ကပ်ပလီပင်လယ်ပြင်နဲ့ဂျန်မင်္ဂလာပင်လယ်အောင်မှာတော့မုတ်တုံလေးကအာအနှဲငင်ရနဲ့အာကောက်နေပါတယ်။မြန်မာနိုင်ငံပေါ်မှာကတော့ညပိုင်းဒီတိုင်းမှာတိမ်အသင့်တင့်ကတိမ်ထူရနေပြီးတော့ဂျန်ဒီတိုင်းမှာကတော့တိမ်အသင့်တင့်ဖြစ်နေအောင်တွေ့ရပါတယ်ရှင်။ လေတက်ခန့်နိုင်မှုခမန်းချက်အနည်းငယ်တော့ရခိုင်ကမ်းရိုးတန်းမှာတနအီကို16မိုင်ယာနေမိုင်း20ကြံကမ်းရိုးတန်းဒေသရင်မှာတော့တနအီကို12မိုင်ယာနေ14မိုင်းရခိုင်နေမှာရှင်မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေရဲ့မနက်ဖြန်အတွက်မိုးလေဝသခမန်းချက်တွေအနည်းငယ်တော့စစ်တွေမကွေပသိမ်းပဲခူးရန်ကုန်မွန်လမြိုင်ဖအံတဝဲစတဲ့တောင်ပိုင်းဒေသအားလုံးလိုလိုမှာမိုးရွာဖို့အလားအလာရှိနေပါတယ် ရန်ကုန်မှာတော့နေရာကွက်ကြားနဲ့ကြံလီတိုင်းမှာနေရာကျကျရနေနေရာဆိတ်ဆိတ်မိုးထချုံကနေပါရရှင်။မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွေရဲ့မနက်ဖြန်အတွက်မိုးလေဝသခမန်းချက်တွေနေနေရတော့ဟာခါမုံရွာမြကြီးနာမန္တလေးလာရှိုးတောင်ကြီးဟဲဟိုလိုက်ကောစတဲ့ဒေသတွေအားလုံးလိုမှလည်းမိုးရွာဖို့အလားလာရှိနေပါတယ်။မန်လေးမှာနေရာကွက်ကြားနဲ့ကြံလီတိုင်းမှာတော့နေရာကျကျရနေနေရာဆိတ်ဆိတ်မိုးထချုံကနေပါရရှင်။ မိုးရေချိန်ခမန်းချက်တွေအနေနဲ့ကတော့သခိုင်းတိုင်းထပ်ပိုင်းမှာမိုးရေချိန်က80မီလီမီတာနဲ့100မီလီမီတာလောက်ထိရွာသွန်းနိုင်ပြီးတော့ကြံတပြီလုံးမှာကတော့40မီလီမီတာနဲ့60မီလီမီတာလောက်ရွာသွန်းနိုင်ပါရှင်။ ။နေပူချိန်ခမန်းချက်အနေနဲ့ကတော့ကချင်ပြည်နယ်၊ချင်းပြည်နယ်၊ရှမ်းပြည်နယ်၊တောင်ပိုင်း၊ကယားပြည်နယ်တနင်္လာနေ့တန်းဒီသားရီမှာ23ဒီဂရီစင်နီဂရိတ်ကနေ28ဒီဂရီစင်နီဂရိတ်လောက်ရှိနိုင်ပြီးတော့ကြံဒီသားရီမှာကတော့35ဒီဂရီစင်နီဂရိတ်လောက်ရှိနိုင်ပါတယ်။မြမပင်လယ်ပြင်ခမန်းချက်အနေနဲ့ကတော့မြမပင်လယ်ပြင်မှာလှိုင်းအသင့်တန်ရှိနိုင်ပါတယ်။ရခိုင်ကမ်းရိုးတဲ့ကမ်းလွန်ပင်လယ်ပြင်မှာလှိုင်းမြင့်5ပေနဲ့ကြံကမ်းရိုးတဲ့မှာ2ပေကနေ4ပေလောက်မြင့်တက်နိုင်ပါတယ်။ မန္တလေးမြို့နယ်အနီးတွိုင်း9ရက်စာခမန်းကျန်နေနေရတော့လာမယ့်9ရက်လုံးမှာမန္တလေးမှာမိုးရွာသွန်းနိုင်ပါတယ်။အမြင့်ဆုံးအမှုချိန်ကတော့35ဒီဂရီစင်တီဂရိတ်လောက်ရှိနိုင်ပါတယ်ရှင်။ရန်ကုန်မြို့နယ်အနီးတွိုင်းခမန်းကျန်နေနေရတော့လာမယ့်9ရက်လုံးလို့လို့မှာရန်ကုန်မှာလည်းမိုးရွာသွန်းနိုင်တဲ့အနေအထားတွေတွေ့နေရပါတယ်။အမြင့်ဆုံးအမှုချိန်ကတော့34ဒီဂရီစင်တီဂရိတ်လောက်ရှိနိုင်ပါတယ်။နေပြောနဲ့နီးတွိုင်းခမန်းကျန်နေနေရတော့လာမယ့်9ရက်လုံးမှာနေပြောမှာလည်းမိုးရွာသွန်းနိုင်ပြီးတော့အမြင့်ဆုံးအမှုချိန်က30ဒီဂရီစင်တီဂရိတ်လောက်ရှိနိုင်ပါတယ်ရှင်။ ဆက်လက်ပြီးတော့အာရှဒေသတွေမှာရှိတဲ့မြို့ကြီးတွေရဲ့မိုးလေဝသအခြေအနေတွေကိုတင်ဆက်ပေးသွားအောင်ပါဖြစ်ပါရှင်ကျေးဇူးများတင်ပါတယ်ရှင်